ပြပြီးမှာကတော့ဆရာကြီးလူတို့ဦးလာဤမိုးနဲ့မဲမျက်နှာပုံးနဲ့အခြားဝတ္ထုတို့များစာအုပ်ထဲမှာတကြံဥပုံဆိုတဲ့ဝတ္ထုတို့လေးတစ်ပုဒ်ကိုဖတ်ပြပေးမှာဖြစ်ပါတယ်ရှင်တကြံဥပုံအဟံအဟံအော်ဖះဖះဖះလူဆိုတာသင်္ခါရပါတကားငါပဲသူပဲနဲ့မာနတက်နေကြတာတွေဟာ စင်စစ်တော့အလွဲတွေပါကလားအေးအေးအိုရချီသေးရဲ့ နာယချီသေးရဲ့တေယချီသေးရဲ့ပရိတရေနေရာကြီးဤဆင်းရဲခြင်းလူဖြစ်ရခြင်းဤဆင်းရဲခြင်းဒီဆင်းရဲခြင်းတွေကိုငါဘယ်တော့များမှလွတ်ပါမလဲစသည်ဖြင့်စောစောစီစီလူပြည်ညီးနေသူကညီသူများပါလေအလိုမောင်ကန်ကောင်းမဟုတ်လားဘလူပါဇက်ကနတ်စကားထွက်လာပါချေကလားကြားမင်းလူပြည်လာခြင်းကနီးလို့သူတော်ကောင်းဟန်ဆောင်တော့မယ်ထင်တယ် ဖျားသံတရားသံတွေကိုဘလို့ရွတ်ရွတ်မင်းထက်ပါလို့တရားဖြစ်နေတာပါမောင်ကန်ကောင်းရဲ့မင်းဘလို့လူစားဆိုတာတရားမင်းကအတိပါလို့အင်းနီနာချင်းများကမူစောင်းချင်မြောင်းချင်ကြမီမလွဲသည်မောင်ကန်ကောင်းကတကူဒီလူပြိုကြီးပင်သည်ဆွေမျိုးမိဘများနှင့်အတူနေစဉ်အခါကမူသူတော်ကောင်းစင်စစ်အဖြစ်ကြီးဖြစ်လာပေ၏ ကျောင်းကားထွက်၍ကိုပိုင်လူလက်ရည်ကိုယူလိုက်ခဲကခင်တိုင်းကျဲကမိုးမမြင်လေးမမြင်ဖြစ်နေပေတော့သည်ယခုနေ့တကြံသည်မောင်ကန်ကောင်းကိုလူကောင်းဖြစ်အောင်ဖန်တီးမိလို့တကြံမတိုင်းမီတလားလောက်ခဲကပင်မောင်ကန်ကောင်းဤကိုကိုဆောင်သောနတ်သား၁၂ပါးတို့သည်တစ်ဖက်၆ပါးလွန်ပွဲကြီးကိုအပြည့်ထံဆွဲ၍နေကြ၏မော်လမြိုင်ကမိတ်ဆွေများဖိတ်ခေါ်သောရွှေမြိုင်ရေစားပွဲကိုပဲတွား၍ပြောရမလား ရန်ကုန်မှာပဲတငယ်ချင်းတွေနဲ့ရေကမြင်ရမလားသူဒီမဟုတ်ရှေးမူဟောင်းကိုပြန်ကားသူတော်ကောင်းကလေးလုံနေရမလားဟုချီတုံချတုံနဲ့မဆုံးဖြတ်နိုင်ပဲရှိခဲ့လေသည်တကြံအကျိုးနေ့တွင်နှကောင်း၆ပါးတို့သည်လုံပွဲကြီးကိုနိုင်သွားသောကြောင့်မောင်ကန်ကောင်းသည်စောစောစီစီအိယာကားထကားဖျားတန်တရားတန်ဟူသော အောင်စီများကိုရွှမ်းနေခြင်းဖြစ်ပေ၏နနေ့၆နာရီခွဲသော ဥပုသ်ဇေယျသို့ရောက်၏ ဒေါ်တော်ကြီးဒေါ်တော်များနှင့်ဥပဒေတို့လူစုကအံ့အားသင့်သွားကြလေသည်။ဖျားပေါ်တက်ခါဓမြလဲအသင်းသားများနှင့်အတူဓမြလဲဤစေနာ၏ထူးသောဇရက်သို့ဥပစင်းကြွလာသောကြောင့်ကိုပါတိလောက်ကိုယူကြ၏စွမ်းကတ်ကြ၏မောင်ကန်ကောင်း တပည့်ကျော်မောင်ထွန်းခင်လာ၍ပူသောတင်မောဒီကြီးနှလုံးကိုကကြောပွဲထဲထည့်လိုက်လေသည် ထို့နောက်ဥပုသည်များကိုထမင်းကျွေးရန် စီစဉ်ကြ၏ ဥပုသည်ဆိုတော့လေမြင်ပါမှဥပုသည်ဟူ၍ကိုတန်းနှင့်မောင်ကန်ကောင်းနှစ်ယောက်သာပါလေသည်ကျန်သူများမှာဒတော်များတို့အိမ်သားများသာဖြစ်၏ဤဥပုသည်စစ်တပ်ကြီးကမြင်းများအင်အားရှိပေသည်နှစ်ကြိတ်ကျော်မျှရှိပေလိမ့်မည်သူတို့ကိုကြည့်ရသည်မှာကြပြောတပားကြီးပင်ဥပုဆောင်လဲဟုတ်ပေလိမ့်မည်ပျော်ပွဲစားလဲဟုတ်ပေလိမ့်မည် မိသားပါသားတစုဤမြအများပြားသောအိမ်သားများကိုအုပ်ချုပ်ရသည့်လူကြီးများ၏တာဝန်မှာလဲနိုင်ငံလေးတစ်ခုကိုအုပ်ချုပ်ရသည့်အစိုးရနှင့်ခြားနားမည်မဟုတ်ကျွေးမွေးပြုစုရသည့်တာဝန်မှာလဲစာသင်တိုင်းတစ်တိုင်းလုံးကိုပစ္စည်းလေးပါးဒါရကခံရသည့်တာဝန်နှင့်ညီအကိုပင်ဖြစ်ပေလိမ့်မည်ဒေါ်တော်များဆိုသူအတော်ကြီးကဖះရတရားလဲကြည်ညိုပါပေ၏ယဟန်တန်ဃာကိုလည်းကြည်ညိုပါပေ၏ မောင်ကန်ကောင်းတို့လိုဥပုပ်တခါတည်းရန်သွားဆောင်သည့်ဧည့်သည်များကိုမူလဲစေတနာထက်တန်စွာနှင့်ကြွေမွေးတတ်ပါ၏မိမိသားသမီးများကိုလည်းအလွန်အမင်းချစ်လှပါ၏ဝိသားခာတက္ကမကြီးဟူ၍ပင်ခေါ်ဖို့ကောင်းလို့သည်မောင်ကန်ကောင်းတို့လူစုသည်ထမင်းကိုဗိုက်ကားအောင်စူစကားစားစားကြ၏ညစာစားချိန်မှာစားနေမိကိုတော်တော်စိုးရင်ကြလေသည်ခိုးဘက်နားကဟင်းခွက်ကဗာများပါလေအလိုပုံးရည်ကြီးတွေပါကလား ဥပုပ်သည်များသာယောဂီအောင်ဝိသည်မဟုတ်စားသည့်ဟင်းမှာယောဂီအောင်ဖြစ်နေလေပြီသူတကားဘဲကားလောက်မိုးညင်းတဲ့ပဲ့ပြီးသားတယ်ဆိုဆိုဒီလူစုလောက်တော့နေရာတကာမှာမိုးညင်းဆံမြည်မထင်ယောဂီအောင်ကိုမဝိချင်းယောဂီတပတ်ကူမြမပတ်ချင်းတော့မောင်ကန်ကောင်းကယောဂီအောင်ပုံရည်ကြီးကိုဖြင့်တော်တော်ကြိုက်မိလေသည်ဓမင်းစားပြီးနောက်လက်ဖက်ရည်ဝိုင်းဖွဲ့အများဖွဲ့ကြ၏ ဥပဒေကမိမိတို့ဥပုံဆောင်သောဇယက်ကြီး၏ရာဇဝင်ကိုပြောပြလေသည် ထိုဇယက်ကြီးမှာမောင်ကန်ကောင်းတို့မြင်ပူးစားအခါကအိုမင်းမစွမ်းနှင့်ရိုင်လဲလူမတက်ဖြစ်၍နေပေသည် ယခုမူကားဘိုးတဲသည်။ခန္ဓာတရက်လှပါပေ၏အသက်အားဖြင့်ရေတွက်သောအင်္ဂလိပ်မင်းတို့အောက်မြမာပြည်ကိုသိမ်းယူစားအခါကလေးကဖြစ်လေသည်ဤနှစ်ပေါင်းတရာခန့်လောက်တွင်ဤဇယက်ကြီးကိုမိကားမြည်၍မြည်မြသော သူတော်ကောင်းအပေါင်းတို့သည် တရားတန်ဝင်ကရကြလိမ့်ပြီနီရေတွက်နိုင်တော့မည်ပင်မဟုတ်ပေ PCG ကြီးကျေးဇူးကများပြားလှပါပြီမောင်ကန်ကောင်းဤစိတ်ကိုပျော်ပြောင်းညံ့စေသောဇရက်ကြီးပေသည်ရွှေကုံစီလော်ကြီးကို ချမ်းရံနေသောဇရက်ပေါင်းများစွာလို့ရှိသည့်အနေနဲ့ PCG ကြီးဤထူးခြားချက်ကရှေးတက်တဲ့တွင်တန့်တော်မူစေသည်တော်လက်ရာဘက်တွင်စုဖျားလက်မိဖုရဲ့ခေါင်းကြီးဤတင်းကြိုင်းတော် နောက်ဖေးဘက်တွင်မူကားကန်တိုမင်ပန်းဦးရင်စသည်တို့ဝိုင်းဝန်းထားချက်ပင်သည်သူတကားဘလို့တရားယူကြသည်ကိုကားမပြောနိုင်မောင်ကန်ကောင်းတယောက်မူကားမိဖုရားခေါင်ကြီးတင်းကြိုင်းတော်ကိုမျက်နှာမူကားတောင်ကုန်းလေးပေါ်ရှိကြောင်မန်းမင်ကလေးအောက်တွင်ပလက်ကလထိုင်းတစ်လုံးခင်းလျက်ခန္ဓာကိုယ်အယိုးစုကြီးကိုပြစ်လဲကသင်္ခါရတရားကိုကောင်းစွာနှလုံးသွင်းလေတော်သည်တနေ့လုံးလုံးတင်းကြိုင်းကုန်းတော်ကမစင်တော်တော်တရားကြနေလိမ့်မည် စီတီခရိုင်နိုင်ငံနှင့်တကွအစွန်းလို့ရသောမိဖုရားကြီးသည်ချစ်ခင်မြန်နိုးတော်မူသောတိဘောမင်းပြည်နှင့်နေရွာလာရတွင်ပင်ပင်လေရက်ချဆံမြန်းရရှာဆံမြန်းရရှာလေသည်တကားဤရန်ကုန်မြို့ကြီးတွင်အယိုးအိုးဂူစင်လေးဖြင့်တဘာဒီသည်ဆံမြန်းနေရပါရှာတကားရွှေအိမ်နှင်းနှင့်ကျင်းနှင်းလေးခံမပောင်းရင်လျက်စီးစိမ်မကွာမင်းချမ်းသာကသမုတ်တရားရည်မျက်နာထက် နာတသည့်ရေပွက်ပမာတသက်လျာသည်ဟူ၍အနန္တသူရိယအမတ်ကြီးဆက်ဆိုတဲ့စကားများမှာတေမှန်ပါကလားဟူ၍တင်ခါရရေလေကျောတွင်မျောပါ၍နေသော မောင်ကန်ကောင်းဟူစိတ်သည်ဝါတော်60ရှိကမ္မထံဖုန်ကြီးကဲ့သို့ပင်ရှိနေလေတော့သည် မောင်ကန်ကောင်းတို့၏နေစဉ်ဝတရားကနနဲ့3နာရီအိယာထ4နာရီဖျားပေါ်တဲ့ယတိမာများကစွန့်တော်ကမူးညင်းစရာတော်ဖျားကြီး၏ဝိယုစင်များကိုအတန်ညှိကာဆို ောက်ျားလေးများကမူဖျားကိုအားရပါရရှိခိုးဇီရီတော်ကြီးကိုလက်ရည်သုံးပတ်စီအောင်လှဲ့မြောက်ဝဲဆောင်နှန်းတွင်ကြာဆန်ကြီးဖြင့်ဥပုံထွက်၎င်းနောက်ရသေးမများဆွန့်တော်ကဲ့ရာဒေါ်တော်သိန်းဒေါ်အေးကြီးဥပိုးကြတို့တစောင်းတို့တွား၍လက်ဖက်ရည်ကာဖီများကိုတောက်ကြ၏၆နာရီလောက်တွင်အာလုံးဇေယျသူပြန်ခါဆံပြုတ်သူမဟုတ်မိုးမင်းကားကိုစားကြလေသည်၁၀နာရီအချိန်တွင်တီလာယူထမင်းစားလက်ဖက်ရည်အချိုးတောက်အကျန်းတောက် တင်ပြူးတစ်ချက်စီဆွဲ၍တစ်ပင်ရင်းအောင်လို့သွားသူကသွားမော်တော်ကားထဲတွင်လျှောင်းသူကလျှောင်းအလုံးရှိသည်ကိုလှုပ်သည်ကလှုပ်သို့သောဒဇီယံလုံးဥပုပ်ရာလိသည်ငားနှင့်သမီးကလေးညွန့်ညွန့်လှိုင်မှ89နှစ်ရှိအမေအိုကြီးအထိကိုးပါးသီလနှင့်ကြီးဖြစ်ကြ၏နေဝင်သောအဖျော်များကိုတောက်ကြ၏မောင်ကန်ကောင်း၏ဘိုက်တွင်ကကိုကြီးတက်တက်ကြံနေသည်စာဒီမာကပြောเสียမှရှိယောက်ျားလေးများကဖျားသူတက်ခါရေတက်ပေကြ၏ ်င်းကလေးများကမူဇေယျတွင်မိုးညင်းဝူးစဉ်ကိုဆိုကဖျားကြောကြလေသည်ညွညွလှိုင်းတင်းတင်းအေးတင့်တင့်မြင်းမြင့်နှင့်မတန်းအေးတို့မှာအလွန်ငယ်သောကလေးများပင်ဖြစ်တော်လဲဝူးယူစဉ်ကိုလူကြီးများနှင့်မခြားကောင်းစွာရကြလေသည်ကာကြီးခါခွေးကိုပင်အနိုင်နိုင်ကြိုးစား၍ဖတ်ရသော ထိုကလေးများမှာရှည်လျားသောဝူးယူစဉ်ရှည်လျားသောဆူတောင်းများကို အပျော်စားထား၍မထစ်မငော့ဆိုကြလေသည် မိန်းကလေးများသာမိုးညင်းတရားများကိုတို့တို့တို့ရွတ်နိုင်သည်မဟုတ်။ယောက်ျားကလေးများမှလည်းတရားရင်များဖြစ်ကြောင်းကိုသက်သေပြရာပေဦးမည်။တကြံအကြံ့နှင့်တွင်မောင်ကန်ကောင်းနှင့်လူငယ်၄၅၆ယောက်တို့သည်တပင်ရင်များကောင်းရာတောင်ကုန်းကလေးပေါ်တွင်ဖျားတချက်စီနှင့်လဲလျောင်းကနေကြ၏။မောင်ဖိုးသောမောင်ဖိုးလက်မောင်ဖိုးလွင်မောင်ဖိုးအောင်စသောလူငယ်တစုတို့သည်မြင်တွေ့တွေ့တော့မြင်ကောင်းကောင်းမြင်ကောင်းကောင်းတော့မြင်ကြိုက်ကြိုက် မြင်ကြိုက်ကြိုက်တော့မြင်ကြံကြံမြင်ကြံကြံတော့မြင်လိုက်လိုက်မြင်လိုက်လိုက်တော့မြင်ရရမြင်ရရတော့မြင်အိုအိုမြင်အိုအိုတော့မြင်သေးသေးမြင်သေးသေးတော့မြင်စိတ်စင်ရယ်စသောတရားတော်ကလေးကိုတန်ခိတ်တန်ပါဆိုကားတစုံတရားကိုအာယုံစူးစိုက်နေကြသည်ကို တွေ့ရလေ၏ဤလူငယ်တစုကအညံ့စားတွေမဟုတ်အာဃဘိုးစောတွေပင်သည် ဘုရားဘာသာတရားတော်ကိုလက်တွေ့ဆန်းသန့်နေသူများဖြစ်လေသည်မောင်ကန်ကောင်းကဘာသာချောမှုဘာများတရားကြနေတည်းဟုမေးလိုက်သောအခါဘေဒာရီခတ်နေတဲ့မဟာတန်ဘဝရဲ့ဆိုကဥယျာဉ်တွင်ရှိကံကလေးရှိရာသို့လက်ညှိုးညွှန်ပြကြ၏မဟာတန်ဘဝဒီဟုသောမောင်ကန်ကောင်းလည်းယသိကြီးတောင်းဝေးကိုကြောက်သောကြောင့်စိတ်စိတ်နေလိုက်ရလေသည် မြင်မြင်ကြရာကိုဝိပဿနာတင်စား၍ကြည်တတ်သောထိုငနေများကိုတရားယင်မှုမခေါ်လင်းဤသူကို ခေါ်ရပါအံ့ဤဒေါ်တော်များတို့အိမ်သားများနှင့်နောက်ဆုံးတိုးလာသူမှာကိုသိန်းထွန်းပင်ဖြစ်လေသည်ဤလူကလူအေးပင်သည်မောင်ရည်ကဲလိုပင် ခေါ်ဖို့ကောင်းတော်သည်လေးရတာမြမောင်ကန်ကောင်းနှင့်တူတစရထဲဥပုံဆောင်ကြ၏တောက်ကြသားများဖြစ်သောကြောင့်စကားတခွန်းမြမပြောမိကြချေတိမိမင်းနှင့်အာအတွေ့တဲ့ကဲ့သို့ဖြစ်နေလေတော်သည် လွန်ခဲ့သည့်နှစ်များတွင်မူလမ်းမတော်တွင်မန်းနတ်ထိုးကခေါင်းဆောင်လုပ်၍ရည်ကစားလာသူပင်သည်ယခုနှစ်တွင်မူလူမျိုးဘဝမှလူအိုဘဝသို့ရွေလျားလာပြီဖြစ်သောကြောင့်ဇက်ပြောင်းခါမရဘဲခတ်ပါပါဖြစ်လာလေသည်လေးရဲတိုင်တိုင်ဆောင်သောမောင်ကန်ကောင်း၏ဥပုသ်ဒီလာများကကစောင်မုံလာပြင်းညတွင်ပြေဖြိုးပဝင်းစွာတောက်ပထွန်းလင်းသည့်မိုးသားတိမ်လေးမြူခိုးမြူဝင့်များကင်းစင်သောဖိုးရွှေလာမင်းကြီးကဲ့သို့ပင်သည် ဤကမောင်ကန်ကောင်းဤအပြောပင်ကြီးပွားရေးမဂ္ဂစင်အတွဲလီအမှတ်၈မေ1936အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်